ဂျမ်းဘတ်စစ်ကောင်စီကိုတော်လှန်ရင်းပြည်သူ့လူမျိုးရေးတပ်မတော်အနောက်မြောက်စစ်ဒေသကြီးကြပ်ရေးကော်မတီဝင်ရဲဘော်ကျော်တက်ခေါ်ရဲဘော်ညီလင်းခကြာဆုံးခဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PNL အနောက်မြောက်စစ်ဒေသမှာကြီးကြပ်ရေးကော်မတီဝင်စစ်တပ်နန်းကျောင်းအုပ်ရဲဘော်ကျော်တက်ခေါ်ရဲဘော်ကိုမိုးကြာဆုံးခြင်းအတွက်ဝမ်းနေကြောင်းတဝင်လွားကျွန်တော်တို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA နဲ့မဟာမိတ်တပ်ဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PNA အနောက်မြောက်စစ်ကေတာကြီးကြပ်ရေးကော်မတီဝင်စစ်တင်တန်းကျောင်းအုပ်ဖြစ်တဲ့ရဲဘော်ကျော်သက်ခေါ်ရဲဘော်ကိုမိုးဟာ2025ခုနှစ်ဇွန်လ17ရက်နေ့မနက်6:00နာရီခွဲခန့်မှာတော်လိုင်းစိတ်သက်ပြေဝစွာရန်သူစစ်ကောင်စီရဲ့တိုက်ခိုက်ရင်းအဆိုပါတိုက်ပွဲအတွင်းဂုံရောင်ထွန်းပြောင်စွာ ကြဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။ရေဘော်ကျော်တက်ဟာအသက်ရှိစဉ်ကာလအတွင်း၌လည်းဇာနာရေးစနစ်စစ်တုံးစစ်အမြင့်ပြတ်တိုက်ဖြတ်ရေးနိုင်ခိုင်မာပြတ်သားသောတနင်္ကြန်ဖြစ်ဒေါ်လန်တိုက်ပွဲဝင်ခဲ့ပြီးယခုနောက်ဆုံးအချိန်တွင်လည်းအဖိနေကန်ပြည်သူလူထုအချို့တွင်ကိုချိုးစွန်ကရေမှန်းချက်ဥတီချက်မရင်းရိုင်သွားပဲမလျှော်သောဇွဲလုံးလာတက်တီတော်လန်၏စိတ်တက်ကိုကင်ဆွဲကာ ပေးရလာသောတောင်းရင်ပေါ်အထူးကြေပွန်စွာစွန့်လွတ်ပေးဆက်မှုများကိုဂုံယူပွဲတံမိုးထားပွဲဖြင့်ကျွန်တို့ပြည်သူဒီမိုကရက်တစ်တပ်တော် PDA ရဲဘော်များမှအလင်းညပြဦးညွတ်မှတ်တမ်းတင်အပ်ပါတယ်ကျွန်တို့ပြည်သူဒီမိုကရက်တစ်တပ်ဖွဲ့ပြည်သူဒီမိုကရက်တစ်တပ်တော် PDO PDA ရဲဘော်များမှလည်းရဲဘော်ကျော်တက်ရဲ့ကြီးမြတ်သောတော်လှန်ရေးစိတ်ဓာတ်ကိုအစံနမူနာအဖြစ်ယူပြီး ရဲဘော်ရဲမပြီးပြတ်သေးသောဆေးရနာရှင်အဆုံးသက်တိုက်ဖြတ်ရင်းနဲ့အဖိနိကံပြည်သူလူထုလွတ်မြောက်ရေးအတွက်ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအလေးအမြတ်ကတိပြုအပ်ပါれရဲဘော်ကျော်တက်ရဲ့ဂုံရောင်ပျော်မြွှန်စွာကြဆုံခြင်းအားဝမ်းနည်းမှုတစ်ခုအဖြစ်မှတ်ထားပဲထိုဝမ်းနည်းမှုအားတော်လှန်ရေးအင်အားဖြင့်ပြောင်းလဲကာအဖိနိကံပြည်သူများနဲ့လက်တွဲ၍ပြည်သူဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးအောင်မြင်မှုရရှိသည့်အထိအဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လန်ရေးတစ္ဆာဖြင့်အလင်းနဲ့ဂရီကိုပြူအပ်လိုက်ပါတယ်။ပြည်သူလူမျိုးရေးတပ်မတော်နောင်မြောက်စစ်ဒေသကြီးကြပ်ရေးကော်မတီဝင်စစ်တနန်းကျောင်းရဲဘော်ကျော်တက်ခေါ်ရဲဘော်ကိုမိုးခေါ်ကဗျာဆရာရဲဘော်ညီလင်းခါဟာကဗျာဆရာတယောက်လည်းဖြစ်ပါတယ်။ရဲဘော်ညီလင်းခါကို1994ခုနှစ်မှာမွေးဖွားခဲ့ပြီးအခုကြာဆုံးချိန်မှာတော့အသက် 32နှစ်အရွယ်ရှိနေပြီလေဖြစ်ပါတယ်လူငယ်တွေရဲ့ကြပြာကဏ္ဍလူငယ်တွေရဲ့ကြပြာအတိုက်မြုံမှာခန္ဓာကြီးကျယ်ခဲ့တဲ့လူငယ်တယောက်ဖြစ်ခဲ့ပါတယ်ရဲဘော်ညီလင်းခရေးထားတဲ့ကြပြာလေးတစ်ပုဒ်ကိုကြာဆုံးခဲ့ရတဲ့ရဲဘော်အားဖေးစားခြင်းများစွာဖြင့်ချွတ်ဖက်လိုက်ရပါတယ်မီဆူစတွေ့တုန်းကဂန်ကြီးအကြောင်းမင်းမသိဘူးခြေအကြောင်းမင်းမသိဘူး မင်းသိတာကចောင်းសាទិងានេះកសារីប៉ូលីយ៉ាណាចောင်းပြောတော့မျက်လုံးကလေးကလေကလေးမိုင်ကန်အចောင်းပြောတော့မျက်ရည်တွေဝိုင်းလို့တမရာကြီးအចောင်းမင်းမသိဘူးဝင်ကြီးတွေအចောင်းမင်းစိတ်ဝင်စားဘူးခမင်းတနက်ရှော့စားပါဆိုတာမင်းနားမလည်ခဲ့ဘူးမင်းသိတာကအိုရှန်မှာကြက်ကြော်စားမယ်ချင်းယူရဆိုင်မှာစာဘူးတီးစားမယ် တခါတလေချင်းတွင်းမြစ်ကိုကြော်ပေးမင်းတပ်ပုံရိုက်မယ်။ကျင်းနီတောင်ကိုတော့မင်းတတိထားမိမှာမဟုတ်ခဲ့ဘူး။မျက်လုံးကိုဖွင့်နားကိုဆွင့်ပါမီဆူ။ပြောင်စုတမနာမြမနိုင်ငံတော်မှာចောင်းသားတွေ ခဏခဏတည်တယ်။တက်ငယ်မတိမ်းမှုတွေခဏခဏဖြစ်တယ်။အာနာရှိသူဟာတရားဥပဒေအထက်မှာပဲကျူးတွေကိုဘူရိုစာနဲ့ထိုးခွင်ရှိရဲ့။ လူခွေကြီးဟာပေါင်မဝင်တဲ့ဒီနိုင်ငံမှာမင်းကိုငါချစ်ခဲ့ငါကိုမင်းချစ်ခဲ့မင်းနဲ့ငါနဲ့ဘဝတစ်ခုတည်ထောင်ဖို့ရည်စူးခဲ့အသွင်ပြောင်းအစိုးရဆင်းသွားတဲ့အခြေခံလူဒန်းစားတွေငတ်တလေပြက်တလေမင်းမအောင်ခဲ့တဲ့ဝင်ကြီးဌာနစာမွေးတွေမှာဝင်ကြီးတူမတွေအကုန်အောင်ကြတယ်မင်းမျှော်လင့်ခဲ့တဲ့တက္ကသိုလ်ဆရာမဟာပတ်စံမလိုက်နိုင်ရင် မရှောင်နေတဲ့မင်းနာကျင်နေမှာပဲမင်းဝမ်းနေနေမှာပဲဒါဟာမြန်မာနိုင်ငံသားလို့မင်းတွေးနေမှာပဲမင်းကိုယ်တွေကိုအားကြခွင့်ရှိတယ်တယောက်ကစင်ကာပူမှာတယောက်ကမလေးရှားမှာသူတို့ဘာတွေလုပ်ရလဲမင်းမေးကြည့်ဘူးလားငါလဲတလဲပြန်လို့ကျွေးမယ်လို့မင်းစိတ်ကူးရင်နေမှာပဲဘဝမှာရှုံးနေမှုတွေကြုံတိုင်း မငိုနဲ့မိစုဘဝဟာတူတူလေးဘဝဟာတူတူလေးလို့မင်းတွေးရင်မင်းမပြောတဲ့အစိုးရနဲ့မင်းမယုံကြည်တဲ့ပညာရေးနဲ့စူထိုင်းစားတွေမင်းတိုင်းခဲ့တုန်းကစွတ်စုံနေတဲ့အရေးခွန်တွေခြုံပြီးစူပြေနေတဲ့ဘဝတွေကို မင်းငင်းနေခဲ့ရတယ်မလားဒါဟာမြန်မာနိုင်ငံမှာအတွင်းမှာ ပုံနေတဲ့အဖွဲ့အစည်းတွေနဲ့ပါတီထောင်ပြီးစီးပွားရှာကြတယ် တက်တပင်ခုတ်ထောင်ဆယ်နှစ်တတော်လုံးခုတ်ရင်တတိဖြစ်တဲ့ရွှေနိုင်ငံကွန်တိန်နာအပြည့်မွေးရဆေးတွေမိတော့ပိုင်ရှင်မဲ့ဖြစ်သွားတယ်ဒီလိုနိုင်ငံမှာတရားဥပဒေဟာအာဏာအောက်မှာပဲဒီလိုပဲတရားနဲ့ဖြေဖို့မိစုရဲ့ချစ်ချင်းမေတ္တာပါလို့ငါပြောတော့ဘာတွေရနိုင်တဲ့လို့မင်းမေးတယ်ချစ်ချင်းမေတ္တာကလွဲရင်ဘာမှမပေးနိုင်ဘူး ချစ်ချင်းမေတ္တာကရွေးရင်လည်းဘာမှမလိုချင်ခဲ့ဘူးငါကိုမင်းယုံကြည်ခဲ့ငါကိုမင်းအချစ်တွေအကုန်ပေးခဲ့ကလေးလေးနဲ့ပြောပါစာအုပ်တွေနဲ့ပြောပါတချင်းတွေနဲ့ပြောပါတရားဓမ္မနဲ့ပြောပါကိုကိုမင်းအဆင်ပြေတယ်လို့ပဲချစ်ပါမီဆူရီ အချစ်ရေပြောအောင်နီးကွညီလင်းကဒီလိုတန်ဖိုးရှိတဲ့လူငယ်တွေကိုဒီလိုကြမ်းတမ်းလာတဲ့ຫນွေဦးတော်လိုင်းခေါင်းနန်းကြီးထဲမှာဆုံရှုံလိုက်ရတာအင်မတန်ဝမ်းနည်းစရာကောင်းလွန်လာပါတယ်။ကဗျာစရာညီလင်းကလေအခုတော့ရဲဘော်ကြောတက်ဖို့ခေကပေးလာတဲ့တာဝန်တွေကိုထမ်းဆောင်ရင်းလူငယ်ပြီးပြီး တမိုင်းရဲ့တာဝန်တွေကိုပခုံးဝင်ရှုထမ်းရင်ဒိုင်းပြည်နယ်ပြည်သူလူထုကိုရဲဝံ့စွာကာကွယ်ရင်ရှေ့တန်းစစ်မျက်နှာပြင်မှာကြဆုံသွားကြရပြီပေါ့။နားပါအေးချမ်းစွာ အနာယူနေပါအပြီးပြည့်သေးတဲ့တော်လန်ဤတာဝန်များကို ကျွန်တော်ကြံရှိတဲ့ရဲဘော်ရဲဘက်များကဆက်လက်ထမ်းဆောင်သွားပါမယ်လို့ရဲဘော်ရဲ့ဝိညာဉ်ကို တိုင်တယ်ပြီးဂတိတစာပြူလိုက်ရပါတယ်။ ဖိနေခံပြည်သူနဲ့တူတရားရဲဘက်ကနေလက်နက်ကင်တော်လန်ရင်မြင်းမြတ်စွာအသက်ဘေးလူကြာဆုံးသွားခဲ့ရတဲ့ပြည်သူလူမျိုးရေးတက်မတော် PNLA အနောက်မြောက်စစ်ဒေသကြီးကြပ်ရေးကော်မတီဝင်စစ်တနန်းကျောင်းအုပ်ရဲဘော်ကျော်တက်ခေါ်ကဗျာစရာညီလင်းခါကျွန်တော်တို့ support PDF မြန်မာမှာလည်းအလေးအနီးပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်အနေနဲ့ခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူ တည်နေဦးတွက်လိုက်တဲ့မိုင်းကဘယ်တော့မှ မေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲပေါ်ကောင်းရာသူကလေးလာပါစေဖက်စစ်ဂျမ်ဘတ်ဆေးရနာရှင်တွေကိုအမြင့်ဖြတ်ချိန်မှုရင်နှွေးဦးတော်လိုင်းရင်မှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုခြေခွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ် Support PDF ရဲ့မြန်မာ YouTube Channel ကိုကြည့်ရင် ရွေးဦးတော်လိုင်းမှာတထောင်တနေရာကနေပါဝင်နေဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမန်တွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေ ဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ွေပဲဖြစ်စီလက်နက်မကင်ွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ် ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်အာရှုမြေဆော